မင်္ဂလာပါကချင် wave သတင်းဌာနကနေစဉ်သတင်းလာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ့်သတင်းအစီအစဉ်တင်ဆက်သူမယူဆံမဲဖြစ်ပါတယ်။ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတဲ့မိုးကောင်းဖကန်အတက်လန်ပိုင်းကလောဟာကြီးရွာကိုစစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးခဲ့ပြီးစီမနက်နဲ့ဒေတာခန့်အမျိုးသားတအူးကိုလည်းပစ်တက်သွားတယ်လို့သိရပါတယ်။ကချင်ပြည်နယ်လီဒိုလမ်းမပေါ်ကဖကန်မြို့နယ်လောဟာကြီးရွာကိုစစ်ကောင်စီတပ်နဲ့ဝါရာဇွတ်ပြည်သူ့စစ်အဖွဲ့ကမနေ့ကနေ့လယ်ပိုင်းမှာမီးရှို့ဖျက်ဆီးခဲ့တဲ့အတွက်အင်ဂျီတရားကျော်မီးလောင်ပျက်စီးခဲ့တယ်လို့သိရှိရပါတယ်။ လဝကြီးရွာကနေထွက်မပြေးပဲကြံရှိနေခဲ့တဲ့စိတ်မနှံ့တဲ့အမျိုးသားတအူးကိုလည်းစစ်ကောင်စီတပ်ကပြစ်တက်သွားခဲ့တယ်လို့ဒေတာခန်ကပြောပါရယ်။လက်ရှိလဝကြီးရွာအတွင်မှာစစ်ကောင်စီတပ်ကပြန်လည်ဝင်ရောက်နေရာယူထားဆဲဖြစ်ပြီးနေအိမ်များကိုလိုက်လံမိရှုဖျက်ဆီးနေဆဲဖြစ်ကြောင်းရွာမိရှုဖျက်ဆီးဖို့အတွက်ဒေတာတွေမှာရှိတဲ့မူရစ်စေးဝါးသုံးဆွဲသူစေတမားတွေကိုလည်းခိုင်းစေခဲ့ကြောင်းသိရှိရပါရယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တနိုင်းမြို့မှာပြုလုပ်တဲ့တနိုင်းချောင်းတကြံပွဲမှာလူတက်မှုနဲ့ယင်းနှစ်တိုက်ဆုံမှုတွေရှိခဲ့တယ်လို့သိရှိရပါတယ်။တကြံအကြအနေနဲ့အတန်းနေမှာယင်းနှစ်တိုက်ဆုံမှုနဲ့လူတက်မှုကြောင့်လူ၅ဦးတိုက်ဆုံခဲ့ရတယ်လို့သိရှိရပါတယ်။ ဓာတ်ထိုးလူတက်မှုဖြစ်စဉ်မှာလူတွေဆုံးမှုရှိခဲ့တဲ့အပြင်ဓာတ်နဲ့လက်ဘင်းကိုလီးဖြတ်တဲ့ဖြစ်စဉ်တခုလည်းထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။လက်ဘင်းကိုဓာတ်နဲ့လီးတဲ့ဖြစ်စဉ်မှာလူတွေဆုံးမှုတော့မရှိခဲ့ကြောင်းသတင်းရင်းမြစ်ကပြောပါတယ်။အမှုနဲ့ပတ်သက်ပြီးတန်နေရတရခံကိုပြည်သူ့ဆဲအဖွဲ့တွေကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်းသိရှိရပါတယ်။ဒီကနေ့ညနေခင်းရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရန်နာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျမ်းပါပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။